ဆရာမန်းတင်ဤဒုတိယကျင်းထုတ်ဝေသောမြို့ပိုင်ပေါင်းပြုံးချူစာအုပ်မှာမိုးဥလိုအမည်ရတဲ့အကြောင်းအရာလေးကိုဖတ်ပြမှာဖြစ်ပါတယ်မိုးဥကြအချိန်ဖြစ်သည် ထိုစဉ်ကကြေးရွာ တောင်သူလဲသမားဗန်များလဲမရှိသေးပရိုကိုတွေလဲမရောက်လာသေးတီးစားချထားရေးကော်မတီများကလဲတာဝန်မယူသေးငွေချီးကော်မတီများလဲမပေါ်သေးမိုးဥကြလင်လဲသမားတွေအတွက် လေယာအမတော်ကြီးများကိုမြို့ပိုင်များကသာတာဝန်ယူ၍ထုတ်ချီးကြရသည် နှစ်ပေါင်းများစွာကတန်းတမျောမှန်းခဲ့သောလွတ်လပ်ရေးဤရောင်ကြီးကိုလည်းညင်နေရလေပြီစနစ်ဟောင်းမှန်သမျှကိုတိုက်ဖြတ်၍စနစ်သည့်ဖြင့်တောင်သူလေသမားလောကကြီးကို ဖန်တီးရန်အာသာဆန္ဒပြင်းပြနေကြသည့်ကာလလည်းဖြစ်လေသည် အမတော်ကြီးချက်ချင်းပေးဘျူရိုကရက်အလိုမရှိ မိုးဥကြအချိန်ရောက်လင် တောင်သူလေသမားလူလူကြီးဟာဒီကျွေးကြော်တန်များကို အထက်ဘဝအောက်အဝီစီတိုင်အောင်အော်ဟစ်ကြသည်ဒီအတန်တွေကိုကြားရသောမောင်ပြုံးချူဟာစိတ်မကောင်းဖြစ်မိခဲ့တယ်သူသည်အမတော်ကြီးကို အချိန်မီပေးရန်စွမ်းအားရှိသည့်ကြိုးစားနေပါတယ်ဒီအထဲကဘာကြောင့်သူတို့ကအမတော်ကြီးချက်ချင်းပေးလို့အော်နေကြပါသနည်းချက်ချင်းပေးဖို့အစီအစဉ်တွေကို လုံနေပြီမဟုတ်ပါလားဘယူရိုကရက်အလိုမရှိတဲ့သူ့ကို အလိုမရှိဘူးလို့អော်နေခြင်းလောဘယူရိုကရက်ဆိုတာဘာလဲအဘိဓမ္မာကဘာပဲဆိုဆို သူတို့အမြင်ကတော့အများအကျိုးကို မကြည့်တကူကောင်းထင်ရပြုလုပ်နေတော့အရာရှိကို မြင်တယ်ဒီလိုဆိုရင် မောင်ပြုံးချူဟော ထင်ရပြုလုပ်နေသည့်လူလော မပြောတတ်ပါကြာတော့ထိုအော်တန်ဟစ်တန်တွေကို နားမခံတာတော့ဘီး ဒီအတန်တွေကိုကြားရတိုင်းကြားရတိုင်းရင်တွင်းမှာဘလောင်ဆူ၍လာတယ်။တခါတရံမိမိအိမ်ရှိမှဖြစ်စေ၊ရုံးရှိမှဖြစ်စေ။အော်ဟစ်သွားသူများကိုငါဘျူရိုကရက်မဟုတ်ဘူးကွာလို့ရင်ကို ကော့ကပြန်អော်လိုက်ခြင်း ਨੇ ။ခမားတို့អော်နေဖို့မလိုဘူး။ကျုပ်ကလည်းအမတော်ကြီးတွေပေးဖို့လုပ်နေပါပြီလို့လည်းပြန်ဟစ်လိုက်ခြင်း ਨੇ ။သို့တော့ဒီလိုလှုပ်၍လဲမဖြစ်သေး။တခါတခါလဲ ဒီလောက်អော်ခြင်းလှတဲ့လူတွေညစ်နေရကောင်းမလားဟုသောစိတ်ဆိုးကလေးများပင် ဝင်လာတက်လေတယ်ထိုအချိန်တမရကနိုင်ငံရေးပါတီအသီးသီးတို့ဟာ တောင်သူလေသမားလူမှုကြီးကိုနှီးအမျိုးမျိုးနဲ့စီးယုံနေကြသည့်အခါဖြစ်တယ်အင်အားစုတစ်ခုဖြစ်အောင်ဖန်တီးပြီးအတုံးချရန်စိုင်းပြင်းနေကြခြင်းဖြစ်တယ်အမတော်ကြီးချက်ချင်းပေးဘျူရိုကရက်အလိုမရှိကျွေးကြော်သံများကစူးစူးညံလျက်ရှိပါတယ် အော်လို့သာအော်နေရတယ်အချို့လူများကမောင်ပြုံးချူထွက်ကြည့်နေသည်ကို မြင်လျင်မျက်နာပူဟန်တူတယ်အာနာဟန်တူတယ်သူတို့ခေါင်းတွင်ရစ်ပတ်ထားတဲ့မျက်နှာတုပ်ပွားကြီးများကိုဆွဲချကာမျက်နာတချမ်းကို ဖုံးလိုက်ကြတယ်အချို့ကထီးခမောက်တို့နှင့်ကွယ်သွားကြတယ်ခြေလှမ်းတွေလည်းအမှားမှားအဝင်ဝင်ဖြစ်ကုန်ပါတယ်ဒီတွင်မကသည်ကျွေးကြော်သံများပင်မှားကုန်ပါပြီအမတော်ကြီးအလိုမရှိ ဘျူရိုကရက်ချက်ချင်းပေးအတိုင်အဖောက်တွေလွဲကုန်ပါပြီဒီအတိုင်းပင်အတော်ကြာအောင်អော်သွားကြတယ်မောင်ပြုံးချူစိတ်မဆိုးနိုင်ပဲပြုံးမိလေတယ်ဟေးဟေးမားကုန်ပြီကွာသတိထားဆိုပါဟုခေါင်းဆောင်လို့သူကညလုံးပြူးပြူးမျက်စိပြူးပြူးနဲ့အတော်ပြင်ယူရလေတယ်ယောက်ျားမိန်းမခလေးလူကြီးအားလုံးဟာ မိုးရွာတဲ့တွင်တဲတဲမဲမဲကြီးអော်ဟစ်နေကြလေတယ်ဒီလိုမိုးဥကြလင် ြို့ပိုင်းတွေအလုံများလာပါတော့တယ်။အရေးအကြီးဆုံးကလယ်သမားများအားအမတော်ကြီးပေးရန်ပင်ဖြစ်လေတယ်။တောင်သူလယ်သမားခေါင်းဆောင်များကလည်းသူတို့လုပ်ငန်းစဉ်အရာ အော်ကြဟစ်ကြကြွေးကြော်ကြတယ်။မောင်ပြုံးချူတို့ကလည်းကို့ဝတ္တရားအရာ အမတော်ကြီးချီးရန်ငှားရန်အစီအစဉ်တွေကို လုပ်ကြရတယ်။ရှေးအတီတီကအမတော်ကြီးပေးပုံနဲ့ယခုအမတော်ကြီးပေးပုံ အလွန်ကွဲပြားခြားနားလေတယ်။ရှေးအခါကအမတော်ကြီးကို လူတိုင်းမရပါအာမခံပစ္စည်းပေးနိုင်တဲ့လဲပိုင်ရှင်များသာလင် အများအစာရကြလေတယ်တောင်းသူလဲသမားစစ်စစ်များလဲပေးကားပေးဤမရဆိုသလိုတရေတများများနဲ့အဝေးကရှောင်ကြရတယ်ဒီအထဲလက်စားမှုတွေလည်းများလာပါပြီတော့လေချီးငားရသည့်အရာရှိများကလည်းရာဂိုင်းနှုံးနဲ့အမျက်ထုတ်ယူတယ်သူတို့နဲ့တင့်လင်းတင့်တယ်လို့ချီးငားတယ်ငွေချီးသူများသည့် လက်မပုံစံများကိုနှိပ်ကြရာလက်မနှဲ့တာမက အခြားသောလက်ချောင်းကလေးများနဲ့လည်းနှိပ်၍အမျိုးမျိုးချေးယူတတ်ကြတယ်လို့ကြားရဘူးပါတယ်။ယခုခေတ်တွင်ဒီလိုမဟုတ်တော့ပါ။နိုင်ငံတော်အစိုးရဟာတောင်သူလယ်သမားတို့အကျိုးကို အစွမ်းကုန်ကြည့်ပါတယ်။အမတော်ကြီးငွေကိုလယ်သမားတိုင်းရအောင်လောက်လောက်ငားငားကြီးပေးလေတယ်။ဒီအထဲကပင်နှဲပါသည်ဆို၍အော်ဟစ်ကြသေးတယ်။တကယ်ဆိုတော့နှဲလဲနှဲပါသေးတယ်။ ထိုစဉ်ကစိုက်ပျိုးရေးဗန်များမဖွင့်သေး။မောင်ပြုံးချူဟာအမတော်ကြီးပေးရန်တောရွာတရွာသို့ရောက်လာပါပြီ။သူ့နောက်ကချွေရန်သင်းပင်အဆောင်အရှောက်တွေကလည်းပါရသေးတယ်။စင်စစ်တော့သူတို့မပါလျင်လည်းဖြစ်ပါတယ်။သူတို့ကိုခေါ်လာခြင်းပင်လင်မောင်ပြုံးချူအတွက်တာဝန်ကြီးတစ်ခု။သူတို့အဆောင်အရှောက်မပါဘဲတခုခုဖြစ်သွားရင်လည်းဒုက္ခ။အစိုးရဤငွေတွေကို လုံလောက်သောအဆောင်အရှောက်မပါဘဲဘာသာကြောင့် ယူသွားရတယ်လေလို့အချစ်တော်မဝင်ပဲအပြစ်တော်တင်ခံရမယ်။မြို့ပိုင်းနဲ့လူဆိုးပင်ချင်းချဲ့၍ငွေတွေကိုအပိုင်စီးပစ်ကြပြီဟု အထင်တော်ရောက်ခြင်းလဲရောက်ကြမယ်။ထို့ကြောင့်မလူတော်ရှိလူတော်ရှိရဲသားအဆောင်အရှောင်များကိုခေါ်လာရပါတယ်။သူတို့သာမဟုတ်သေး။ရုံးအမှုလိုက်အရာရှိကလည်းပါလာပြန်တယ်။တွားရင်ဟန်လွဲဆိုသလိုအမှုတွေတွေကို ထိုရောက်ရာအရက်တွင် စစ်ဆေးရန်ချင်းဆူထားလေ။ဟော ရင်မျိုးအရာရှိဥတမောင်ညွန့်လဲပါလာသေးတယ်။သူကတော့မောင်ပြုံးချိုတောသွားတိုင်းလိုက်လေရှိတယ်။မောင်ပြုံးချိုကလည်းသူ့မပါရင်ပြင်းတယ်။သူသည်စကားကို အော်ကျဲဟစ်ကျင်းနဲ့ဖောင်လောက်အောင်ပြောနိုင်တယ်။သူသည်ဒီလိုမကြခဏလိုက်ပါလာရင်ရွာထဲမှာအရက်ချက်သူတွေကိုဖမ်းဆီးကာမောင်ပြုံးချိုရုံတွင်ချက်ချင်းတရားစွဲတင်လေရှိတယ်။ထမင်းအိုဟင်းအိုများကို တောင်းကြီးထဲတွင် ထဲ့ကာတဲပိုးလာရတယ်။ ခยีသွားရုံးစီလူလင်မောင်ခတ်နဲ့ကြော်သိန်းတို့လည်းပါလာတယ်ဒီလိုအခါမျိုးတွင် ကိုထမင်းကိုစားကြမှတော်မယ်တကြီးအိမ်တွင်ဝင်စားလို့မဖြစ်တကြီးကလည်းဒီလူတွေတလေကြီးကိုကျွေးဖို့မလွယ်ကူလာပါကျွေးပြန်ရင်လည်းမဟုတ်မဟတ်လုတ်တက်ပါတယ်မြို့အောင်မင်းကိုထမင်းကျွေးဖို့ဟုဆိုက အမတို့ကြီးချေးသူလေသမားများထံမှတယောက်လျင် တကြက်ငါးမူတောင်းယူနေလျင်မခတ်ပါလားဟောနောက်ဆုံးက ရုံးလူလင်မောင်အောင်မြင့်တစ်တာကြီးတလုံးကိုထမ်းလာပါတယ်။ထိုတစ်တာထဲတွင် လေသမားများကိုပေးရမယ်အမတော်ငွေတွေထည့်လာသောကြောင့်နှင့်နေအောင်လေးလာပါတယ်။ဒီငွေတွေကြောင့်မောင်ပြုံးချူညံ့နာကြီးလာပါပြီတော့တယ်။တကြီးသုံးလေးပိုင်မှချင်းဆူထားသည့်အတိုင်းလေသမားအပေါင်းသည်ဘိုးယုံအတွင်းမှမောင်ပြုံးချူကိုစောင့်ညော်နေကြလေတယ်။လေသမားခေါင်းဆောင်များက မောင်ပြုံးချူအားပြုံးရွှင်စွာ ခยีဥโจပြုကြကုန်တယ်မြို့အောင်မင်းကြွမကြွပါမလားလို့ဒီလိုကျွန်တော်တို့ရွာနဲ့နီးနီးလာပေးတာတိတ်ကျေးဇူးတင်တာပဲဒီကိုလာမပေးဘဲရုံးသာလာထုတ်ရမယ်ဆိုရင်ခยีစိတ်ကတယောက်ကိုတော်တော်ကုန်ပါဤကဲ့သို့တယောက်တခွန်းထောပနာ၍ဩဘာပေးကြလေတယ်အေးဗျမြို့အောင်မင်းဒီမလာလို့ရုံးသာသွားထုတ်ရရင်ငါးချက်လောက်ကုန်အောင်မယ်တယောက်ကဝင်ပြောလိုက်ပြန်တယ် ငါးချက်ဆိုတော့များလာကြီးကလားမောင်ပြုံးချူရေရွတ်လိုက်လေတယ်လေကကတယောက်ကိုအသွားပြန်နှစ်ချက်ထမင်းစားမာနဲ့ပြီးတော့ဟဲဟဲဟဲမိုးကအေးအေးချမ်းမြန်တော့အတဲကြီးဆိုင်ဝင်ပြီးပလင်းဝက်လောက်တော့စောင်းချုံအုံးမကိုဟဲဟဲဟဲသူဒီသူ့ဘာသာသူသဘောကျနေလေတယ်မောင်ပြုံးချူတို့ဟာဘိုးယုံမောတို့တက်လာကြပါပြီဘိုးယုံကိုကြည့်ပါဦးဒီဘိုးယုံက အဆောက်အုံနဲ့လမ်းဘတ်ဌာနမှဆောက်လုပ်ထားတဲ့အဆောက်အုံကလေးဖြစ်လေတယ်။အကျယ်အဝန်းအားဖြင့်ပေ20ပတ်လည်ခန့်ရှိလေတယ်။ကာထားတဲ့ပြင်များလဲဆွေးမြေ့နေလေပြီ။မိုးထားတဲ့ပြင်ကျွတ်များလဲပေါက်သည့်နေရာပေါက်၍လန်သည့်နေရာလန်နေလေတယ်။ထို့ကြောင့်တချို့နေရာတွင် မိုးရေတွေနှင့်ရွှဲရွှဲဆူနေပါတော့တယ်။ကြမ်းမြင်ကိုကြည့်ပါဦး။ဖုန်တွေနဲ့လွှမ်းနေလေတယ်။ဒီလောက်ပြောင်းနေတာတော့ မြို့အောင်မင်းလာမယ်ဆိုလို့ဘိုးယုံဆောင်ကလှဲချင်ထားခြင်းဖြစ်ပါတယ်လို့တကြီးမင်းကဆိုလေတယ်။ရှေကန်းတွင်ဇပွဲကြီးတစ်လုံးရှိပါတယ်။ထိုဇပွဲပေါ်တွင်ဇပွဲကင်းဆွတ်ဆွတ်ဖြူဖြူကိုခင်းထားလေတယ်။သို့တော်ကလထိုင်ပေါ်တွင် ဖုံတွေရှစ်သစ်တက်နေ၍မောင်ပြုံးချိုသည် တဖူးဖူးမှုန့်နေရတယ်။ဒီတော့မှမောင်အောင်မြင့်ပြေးလာ၍အဝိနဲ့ပုတ်၍ခါတယ်။မြို့ပိုင်မင်းထိုင်ပါပြီ။ ငွေတစ်တာကြီးလဲဇပွဲပေါ်တွင်ချမိပါပြီ။ဟောဟောလောက်ကြပါအောင်လူတွေဝိုင်းအောင်လာကြပါပြီ။မောင်ပြုံးချူအသက်ပင်မရှူနိုင်တော့ပါ။ကဲခမည်းတော်ဒီလိုအုံနေလို့မဖြစ်ဘူး။ဝေးတဲ့ရွာကိုအရင်စပေးမယ်။တခြားလူတွေအောက်ဆင်းနေကြပါအောင်။တော်တော်ကြာဘိုးယုံကြိုးကြလို့အကုန်လုံးနှဲ့ရွာဆန်ကုန်မယ်။မောင်ပြုံးချူကဒီလိုပြောလိုက်ရာဝါးကနေပွဲကြသွားလေ။ထို့နောက်လူတွေရှဲသွားလေ။ ကဲအင်းဝင်းကတကြီးနဲ့ကြေးရွာလူကြီးတွေလာကြပြို့မောင်ပြုံးချူကအဝေးဆုံးရွာကိုခေါ်လိုက်ရင်တကြီးမင်းနဲ့လူကြီးတို့သည်ပြုံးပြီးရှေ့သို့တိုးလာကြတယ်ခမားတို့ရွာအတွက်ငွေ3000ဝေပုံကြတယ်မောင်ပြုံးချူကစ၍ပြောလိုက်လေတယ်နဲလာပါတယ်တကြီးမင်းကဆိုတယ်အလွန်နဲပါတယ်ကြေးရွာလူကြီးတစ်ယောက်ကပြောပြန်တယ်ကျွန်တော်တို့မြို့နယ်တစ်ခုလုံးအမတော်ကြီးပေးဖို့ငွေ9000ရတယ်အဲ့ဒီငွေကို လဲဆိုင်တဲ့ဧကပေါ်မှာမူတည်ပြီးရွာအလိုက်ခွဲထားတာပဲမောင်ကျုံချူကရှင်းလင်းပြောပြလေတယ်စောစောကလေးကသူတို့ရွာအတွက်ဒီလောက်သာရမယ်ထိုငွေ3000ကိုရှောက်ထားသူများအားရတဲ့ရထိုက်သလောက်တကြီးနဲ့ကြေးဝါလူကြီးများကရာထားခွဲဝေရန်ဖြစ်လေတယ်အချို့ကထိုကိစ္စမျိုးကိုတကြီးနဲ့ကြေးဝါလူကြီးအားတောင်းဝန်မလွှဲထိုက်ပါဟု ဆိုကြတယ် မတရားမှုတွေဖြစ်ကုန်လိမ့်မယ်လို့အကြောင်းပြကြလေတယ်။စင်စစ်အားဖြင့်ဒီတာဝန်သည်ပြောပါလောက်တဲ့ကိစ္စမဟုတ်လွတ်လပ်ရေးရလျင်ဒီထက်မကအုပ်ချုပ်ရေးတာဝန်ကျေးရွာစီးပွားရေးတိုးတက်မှုတာဝန်များကိုပင် သူတို့လက်သို့အဲ့ရအောင်မီမဟုတ်ပါလား။ငွေတော့ခမားတို့ဘာသာဝေဘုံချပြီးပြီမဟုတ်လား။မောင်ပြုံးချိုကဆက်မေးပါတယ်။ဝေဘုံတော့ချပြီးပါပြီ။တိုးများရအောင်မလားလို့တကြီးကပြုံးပြုံးကြီးပြောလေတယ်။ မတို့နိုင်တော့ဘူးဗျအားလုံးသူ့ရွာနဲ့သူခွဲဝေပြီးပြီမောင်ပြုံးချိုကဤသို့ပြန်ဖြေရလေတယ်ထို့နောက်သူတို့ခွဲဝေထားတဲ့စရင်ကိုပေးလေတယ်သူတို့သည်တရားမျှတအောင် အတော်ဂရုစိုက်၍လုပ်ကြပါတယ်အချို့တရားအချို့50အချို့30ရကြလေတယ်သို့တော့အပြစ်ကတော့မလွတ်သေးကျွန်တော်တခုပြောပြရစီလူကြီးတယောက်သည်မောင်ပြုံးချိုရှေ့သို့ရောက်လာလေတယ်ပြောပါပြောပါ ဒီငွေခွဲဝေတဲ့သူတွေဟာမတရားပါဘူးအင်းဆိုပါဦးတောင်ပိုင်းကဖိုးထောင်ဟာအေက20လောက်ပါတယ်အဲ့ဒီလူကိုတော့ငွေတရားခွဲထားပြီးကျွန်တော်ကိုတော့90တဲ့ပေးထားပါတယ်ကျွန်တော်လဲအေက20လောက်ပါတယ်သူဒီဒေါနဲ့မောနဲ့ပြောလေတယ်ကဲခမားတို့လူကြီးတွေကဘာပြောမလဲမောင်ပြုံးချိုကသကြီးနဲ့လူကြီးတွေဘက်လှဲ့ပြီးပြောလိုက်တယ်သူကပတ်စံရှိတဲ့လူပါဟိုလူကသားတွေသမီးတွေများပြီး လေကနဲ့လောက်ရတဲ့လူပါ။တကြီးကရှင်းပြလေတယ်။ကဲခမည်းကဘာပြောကျင်တယ်လဲ။တဖက်သူလှဲ့မေးလိုက်ပြန်တယ်။ तू မတရားပြောတာပါ။ကျွန်တော်မျိုးလဲအလွန်စင်းရဲပါတယ်။သူဒီမောင်ပြုံးချူကိုယိုသေးစွာပြောလေတယ်။ကိုဖိုးထောင်တော့မစင်းရဲဘူးပေါ့ဗျာ။စင်းရဲပါတယ်။ဒီနှစ်စဘာပေးတွေမရလို့နွားချောက်ကောင်ရှိတဲ့အနက်နှစ်ကောင်ကိုရောင်းပစ်ပြီးလေစရိတ်သွင်းရပါတယ်။ဟာစဘာပေးတောင်ပေးနိုင်ရင်ဘယ်စင်းရဲမလဲဗျာ။ တော်တော်ခမ ्या ကိုကျွန်တော်သာဆိုရင်လုံလုံပေးမှာမဟုတ်ဘူးအခုလူကြီးတွေခွဲဝေပေးထားတာတော်သေးတာပဲမောင်ပြုံးချူသည်ခတ်တူတူပင်ဖြတ်လိုက်ရတယ်ဒီလောက်လေးတော့မယူတော့ဘူးဗျာသူသည်ခတ်ဆက်ဆက်ပြော၍စင်းသွားလေတယ်မယူခြင်းလဲနေဗျာမောင်ပြုံးချူကလည်းခတ်ဆက်ဆက်ပင်ပြန်ပြောလိုက်လေတယ်သူမယူရင်လဲအဲ့ဒီငွေကျွန်တော်ပေးပါခမ ्या အနည်းမှစောင့်နေသူတအူးကထပြောလေတယ်မောင်ပြုံးချူကလူကြီးတွေမျက်နှာကိုကြည့်လိုက်တယ် ဟုတ်ပါတယ်သူ့ကိုပေးဖို့သဘောတူပါတယ်စရင်ယူတော့ကမိကျန်ရစ်တဲ့လူပါတကြီးကပြောရာအားလုံးသဘောတူကြလေတယ်ပြီးပါပြီအိုးမပြီးသေးပါစရင်တွေအလောက်ကြံပါသေးတယ်သူတို့ကိုဝိုင်းကြီးချုပ်စာချုပ်ချုပ်စီရမှာဖြစ်တယ်အားလုံးပူးတွဲပြီးခံဝန်ချုပ်ပြုလုပ်ကြရမယ်အခု စရင်နဲ့ပါတဲ့လူပေါင်း60ကိုပူးတွဲခံဝန်ချုပ်ပြုလုပ်ကြရမယ်တယောက်ယောက်ကပြက်ကွက်ပြီးမဆက်ရင် အားလုံးကဝိုင်းရော်ကြရမယ်ဒီတော့ပူရက်ခံဝန်ချုပ်မလုတ်ချင်တဲ့လူများဒီထဲပါသလားပြောကြပါမောင်ပြုံးချူသီးလို့អော်လိုက်တော့အခါအားလုံးငြိမ်နေကြလေတယ်ဒီလိုဆိုရင်အားလုံးသဘောတူကြတာပေါ့တော်တော်ကြာကြာမှသူပါတာကြောက်မသိပါဘူးမလုတ်နဲ့ကဲပူရက်ခံဝန်ချုပ်လောက်ရမယ့်လူတွေရဲ့နာမည်တွေဖတ်ဆန်းပါမောင်ပြုံးချူကပြောလိုက်ရာစည်ရင်ကြီးကနာမည်တွေ အားလုံးကိုဖတ်ပြနေလေတယ်အားလုံးငြိမ်၍နားထောင်နေကြလေတယ် ကဲကြားကြပါလားပြီးလင်မောင်ပြုံးချူကထပ်မေးတယ်ကြားပါပြီဒီအထဲကလှထုံးကိုသဘောမတူပါဘူးသူနဲ့ပူရဲခံဝင်ချုပ်မလုပ်ချင်ပါဘူးတနေရာမှတယောက်ယောက်ကထပြောလေတယ်ဟုတ်ပါတယ်တော်တော်ကြာဆက်မဲ့ကောင်မဟုတ်ပါဘူးအခြားတယောက်ကထ၍ပြောပြန်လေတယ်မောင်ပြုံးချူသည်ဘက်နယ်လဲဟူသောသဘောနဲ့တကြီးမျက်နှာကိုကြည့်လိုက်လေတယ်ကျွန်တော်လူရိုးလူကောင်းမှာလှတော့ငါထ၍ပြောလေတယ် အရက်တောက်ပါတယ်အတန်တန်အရက်မူပြီးဆဲတက်ပါတယ်နောက်တန်လာတွန်းသည်မျက်နှာငယ်ကလေးနဲ့ငြိမ်နေလေတယ်ဟုတ်လားမောင်ပြုံးချိုကမေးလိုက်လေတယ်လာတွန်းကခေါင်းညိတ်လေတယ်အရက်တောက်တော့လဲမှန်ရကိုဝန်းခံတယ်အရက်တောက်တာနဲ့အမတော်ကြီးချီးတာနဲ့ဘာဆိုင်လဲကွာလာတွန်းဘက်မှလူတစ်ယောက်ကဝင်းထောက်ပြန်လေတယ်အရက်တောက်ရင်ဘယ်ကောင်းမလဲကွာအတိုက်အခံဘက်မှဆိုပြန်တယ်ချီးပြီးဆက်ရင်ပြီးတာပဲ လှတော်ဘက်ကပြောပြန်တယ်။အရက်တောက်တဲ့လူဟာဘယ်တော့မှမကောင်းဘူး။အရက်တောက်တဲ့အရိဏဒါနဟုတ်ပေါင်းသူတော်မေရယကံဟာငါးပါးတီလာတဲ့မယ်အရေးအကြီးဆုံးလို့เจ้าကဖုံးတော်ကြီးကဥပုံနေ့ကဟောလိုက်တယ်အရက်တောက်တဲ့ကံကျူးလွန်ပြီးရင်ကြံတဲ့ကံလေးပါလဲကျူးလွန်တတ်တာပါပဲတဲ့အဲ့ဒီငါးပါးတီလာတဲ့မယ်အမတော်ကြီးပြန်မဆက်တာမပါပါဘူးဘဲတိမလဲဗျပါခြင်းပါမှာပေါ့တစ်ဖက်ကလည်းအလျှော့မပီး ကဲကဲဒီလိုလောက်ကြဗျာသူ့ချိမဲ့ငွေကလည်း30တဲပါသူမဆက်ရင်လဲသူ့ပစ္စည်းတွေဝရမ်းဖမ်းမှာပေါ့သူ့ပစ္စည်းမရှိမှစိုက်ရော်ရမှာပါရော်ရအောင်တော့လူပေါင်း60ကျော်တောင်ဆိုတော့တယောက်5မူလောက်စီကြမှာပါညံ့ညံ့ပြီးအောင်ခံဝန်ချုပ်လှုပ်လိုက်ကြပါဗျာမောင်ပြုံးချိုကဒီလိုချော့မော့ပြောမှသဘောတူသွားကြလေတယ်ဒီနောက်တွင်စည်ရည်တွေအလုံများကြတော့တယ်နာမည်စင်းရင်တွေကိုကူးရတယ် ချီးယူသည့်ငွေကိုထည့်ရတယ်။သူတို့ကိုလက်မှတ်ထိုးခိုင်းရတယ်။လက်မှတ်မထိုးတတ်သူများကိုလက်မှတ်ပုံစံနှိပ်ရတယ်။ပြီးလျင်ငွေကိုတဦးစီတဦးစီခေါ်၍မောင်ပြုံးချူကိုတိုင်းသူတို့လက်ဝဲပေးအပ်တယ်။အသေးအချာလဲရေတွက်၍ပေးရတယ်။ရော့ပေးမိလျင်ချက်ချင်းပြောလိုက်မယ်။ပိုများပေးမိလျင်ပြန်၍ရခဲလာတယ်။ဒီလိုအမတော်ကြီးပေးရင် နောက်ဆုံးစည်ရင်ပိတ်တွင်ရော့နေ၍၁၉ချက် စိုက်ရပေါင်းလည်းများလာပါပြီဒီလိုနဲ့တရွာပြီးတရွာပေးသွားရာအတော်ပြီးသွားလေကဲခဏနာပြီးထမင်းစားကြအောင်စို့ပါလာသောထမင်းဟင်းများကိုပြင်ဆင်၍စားကြလေတယ်ရင်မျိုးအရာရှိဥတင်မောင်ညော့ဘဲသွားပါသည်။ရွာထဲလှည့်၍အရက်ဖမ်းနေပါသည်။ထမင်းစားပြီးလင်ဆက်လက်၍မတော်ကြီးများကိုချီးနေရပြန်တယ်။တဖြည်းဖြည်းလူပါသွားပါပြီ။ပါလာသောငွေ2000လဲကုန်လူနီးပါပြီ။ စရေးကြီးများစရင်ရေးနေစဉ်ရာဇဝတ်မှုတွေစစ်လိုက်ကြအောင်ဆိုအမှုလိုက်ကြီးက အမှုတွေတွေကို ခေါ်နေပါတယ်ပထမအမှုကတော့ဓာခုံမှုဘာကြောင့်ဒီတာတီးဆိုတဲ့အကောင်ကတာဂိကိုဓာနဲ့ခုတ်ရပါတယ်အရက်တော့ရမှစ၍စကားများပြီးထခုတ်ခြင်းဖြစ်တယ်ဒံယာကတော့မကြီးလာ ထို့ကြောင့်ရာဇသက်ပုံမှ324အရာရဲကအမှုဆွဲတင်တယ် တတ်သေးကလည်းထင်ရှားလာတယ်။ထို့ကြောင့်ပုံမှန်324နဲ့ပင်ဆွဲချက်တင်တယ်။တရခန်တာတီးကလည်းတတ်သေးမပြတော့သဖြင့်စီရင်ချက်ချရန်သာရှိတော်တယ်။ထို့ကြောင့်ရက်ချင်းပေးလိုက်လေတယ်။နောက်တမှုခေါ်ပါဦး။ဒီအမှုကတော့ဂဲပေါက်မှု မင်္ဂလာဆောင်အိမ်ကိုဂဲနဲ့ပေါက်တဲ့အမှုအဘယ်ကြောင့်သူတပားမင်္ဂလာဆောင်ဒီကိုဒီတရခန်၃ယောက်ကဂဲနဲ့ပေါက်ရပါသနီးအတော်မကောင်းတဲ့လူတွေပဲ ူတို့မျက်နာတွေကလည်းပေါက်မဲ့ရုပ်တွေပဲဒီခဲပေါက်သည့်အကျင့်တွေတော့ဖြက်ပြစ်မှတော်မယ်မှတ်လောက်အောင်အပြစ်ပေးမှကောင်းမယ်သို့တော်သို့တော်မောင်ပြုံးချူမတက်နိုင်ပါတက်သေးမထင်ရှားသဖြင့်တရရှင်လွတ်လိုက်ရလေတယ်ခဲပေါက်သူဟာအဘယ်မှာလဲအထင်အရှားပေါက်အံ့နီးပြီးပါပြီအမှုတွေစစ်ပြီးပါပြီအမတော်ကြီးလည်းပေးပြီးပါပြီပါလာတော့ငွေ2000လဲ တတ်တတ်ပြောင်းပါပြီဒီလိုဆိုအိမ်ပြန်ဖို့သာရှိပါတော့တယ်ဒီတော့မှဥတင်မောင်ညွန့်ပြန်ရောက်လာပါတော့တယ်သူတူတယ်လို့မဟုတ်ပါနောက်မှမိမယောက်ျား၄၅ယောက်ပါလာပြန်ပါတယ်အိုးတွေခွက်တွေပေါင်းချောင်တွေဒဲအိုးတွေပလင်းတွေလည်းပါလာပါတယ်သူဒီအရက်တွေဖမ်းလာပြန်ပါပြီတကားသူတို့တွေအနီးရောက်မလာခင်ကတည်းကစင်ရီနဲ့အရက်နဲ့တွေ တင်းပြန့်လှိုင်နေလေပြီခမားဘဲသွားနေတာလေဗျမောင်ပြုံးချိုးကတိလျက်နဲ့မေးလိုက်လေတဲ့မြင်တဲ့အတိုင်းပဲလေသူ့နောက်မှပါလာတဲ့ပစ္စည်းတွေကိုပြ၍ပြောလေတယ်ရင်မျိုးမှုတွေစိတ်ရအောင်တော့မယ်ကဲဒါဖြင့်မြန်မြန်လုပ်ဗျာပြီးရင်ပြန်ရအောင်မောင်ပြုံးချိုးကမြန်မြန်ပြီးအောင်တိုက်တွန်းနေလေတယ်နေစားမအောင်ဗျာဖြည့်ဖြည့်ပေါ့ဒီအမှုရအောင်စူးစမ်းရတဲ့လူကိုလည်းအားနာပါဦးသူဒီ မောမောပန်းပန်းနှင့်ထိုင်ကာဆွဲချက်များကိုရေးနေလေတယ်။မောင်ပြုံးချူသည် သူ့နှာခေါင်းထဲသို့အတင်းဝင်လာသည့်စင်ရည်အနံ့အရက်နံ့တွေကို ရှူရှိုက်ရင်းတရခန်းတွေကို တလဲစီ ကြည်နေမိလေတယ်။တရခန်းတဦးမှာကောင်းဖြူဆွဲကျိုးနှင့်အဖွားကြီးဖြစ်တယ်။နောက်တစ်ယောက်မှာကကိုရီပြားယောဂါတဲ့ဖြစ်တယ်။ကြံနှစ်ယောက်သာလျင်ကျမ်းမှာတန်ဆွမ်းတဲ့လူရွယ်နှစ်ယောက်ဖြစ်လေတယ်။ခမားကလည်းဗျာ ဒီလောက်အိုတဲ့အဖွားကြီးများဖမ်းလာရသေးတယ်။မောင်ပြုံးချိုးကသူများမသိစေရန်အင်္ဂလိပ်ဘာသာဖြင့်အပြစ်တင်လေတယ်။ဘယ်နဲ့လုံးမလဲဗျ။ဥပဒေကအဖွားကြီးဆိုရင်မဖမ်းရဘူးလို့မှမဆိုပဲ။သူကလည်းအင်္ဂလိပ်ဘာသာဖြင့်ပြန်ပြောလေတယ်။ဟိုကိုမကောင်းတဲ့လူကြီးလဲခမည်းကချမ်းသာမပေးပဲကို။မောင်ပြုံးချိုးကဆက်ပြန်လေတယ်။အေးဗျ။အဲ့ဒါကြီးတော့တိတ်ဆိတ်ပြတ်တာပဲဒါပေမဲ့ရှာလို့တွေ့နေတာမဖမ်းမြန်ရင်လဲ လက်စားပြီးလွတ်တယ်ဖြစ်မှာဆိုလို့ဖမ်းရတော့တာပဲအမှုတွဲတွေတင်လေတော့တယ်ထိုးပစ္စည်းများသူတို့လက်ဝဲတွေ့ရှိတာမှန်ပါသလားအပြစ်ရှိပါသလားလို့မေးရအားလုံးကပင်ဝန်ခံကြသဖြင့်ဒံငွေ20စီအစိတ်စီ တက်ရိုက်လေတယ်သို့တော့မိသူမှမဆောင်နိုင်ကြသဖြင့်ခံဝင်ချုပ်ပြုတ်လောက်ကရက်ချင်းပေး၍ပြန်လွတ်လိုက်ရလေတယ်နောက်ထပ်ထတ်ချက်ပြီးရောင်းလို့ရတဲ့ငွေနဲ့လာဆောင်ကြပေါ့ဗျာလို့မောင်ပြုံးချူကမှားလိုက်ခြင်းပါတယ်သို့တော့ ဖွင့်မာလို့တော့မကောင်းပါဘာပဲဖြစ်ဖြစ်ဒီအတိုင်းလောက်ကြမှာကိုတော့တည်ပြီးသားဖမ်းမိလာတော့စင်ရီများအရက်များနဲ့ကရိယာတစားပလာများကိုဖြက်စီးဖြစ်စီလို့မောင်ပြုံးချူကလည်းထုံးစံအတိုင်းအမိန်ချလိုက်လေတယ်ရင်မျိုးမှုများတွင်ဒီကဲ့သို့ဖြက်စီးပစ်သည့်အရက်များသည် နီးစရာပုံကူများဤအာကတွင်နေသူရောက်ကုန်သည်ကြီးသည်မောင်ပြုံးချူတွင် ရောက်လာသည့်အမှုများတွင်ကဤသို့မဖြစ်စီလို့ အလုတ်တွေတော့အားလုံးပြီးပါပြီတနေ့လုံးထိုင်ရသဖြင့်လည်းညီစီစီကြီးဖြစ်နေသောမောင်ပြုံးချိုသည်ယခုမှနေရာမှထ၍အညောင်းဆန့်ရတော့တယ်တကူလုံးလည်းချွေးစည်းတွေနဲ့ကတ်နေပါတယ်ထို့ကြောင့်ရေချိုးကျင်စိတ်ပေါက်လာလေတယ်ရေချိုးကန်းထဲရှိတန်စီထဲတွင်လည်းရေအပြစ်ရှိလေတယ်ကျွန်တော်တော့ရေချိုးကျင်သေးတယ်ဗျာမောင်ပြုံးချိုကပြောလိုက်ရာဒီလိုဆိုရင် ကျွန်တော်တို့သွားနှင်ပြီးရွာထဲကစောက်မယ်လို့ ရင်မျိုးအရာရှိကဆိုလေတယ်။မောင်ပြုံးချိုကသဘောတူလိုက်ရာ သူတို့အားလုံးစာရေးစာချီများပါ ထွက်ခွာသွားကြသဖြင့်ဘိုးယုံတစ်ခုလုံးတိတ်၍ကြံရစ်လေတယ်။စောစောက လူပေါင်းမြောင်များစွာနဲ့ကြိတ်ကြိတ်တိုးနေခဲ့သောဘိုးယုံဟာယခုစိတ်စိတ်ကြီးငြိမ်နေလေတယ်။နောက်ဖေးမိဘဆောင်တွင် တကုတ်ကုတ်နဲ့ပစ္စည်းပစ္စယများကိုသိမ်းဆဲနေသော မောင်ခတ်တယောက်သာ မောင်ပြုံးချိုနှင့်အတူကြံရစ်လေတယ်။ ရှေ့လှေကားမှလူတစ်ယောက်တက်လာတယ်။သူသည်ဧည့်သည်စရင်စာအုပ်ကိုကိုင်လာလေတယ်။သူသည်ဘူယုံဆောင်ဖြစ်ပါတယ်။သူ့မျက်လုံးသည်ညီပြီးလျင်မေးနေလေတယ်။သူသည်အရွယ်အားဖြင့်20ကျော်လောက်ရှိအောင်မယ်။ဘူယုံစုတ်ချသလိုသူ့တကူလုံးလဲစုတ်ချလှပါတယ်။မောင်ပြုံးချိုသည် စာအုပ်ထဲတွင်လက်မှတ်ထိုးရင်းသူနဲ့စကားပြောနေလေတယ်မင်းဘာလို့စားလဲဘိုးယုံဆောင်ပါအေ ဘိုးယုံဆောင်မန်းတော့တိပါတယ်ဒီလကနည်းနည်းကလေးပဲဘယ်စားလောက်မလဲဒီပြင်ဘာအလုပ်လုပ်သေးတယ်လဲလို့ဒီပြင်တော့ကူလီလေးပါလီထမ်းပါတယ်မောင်ပြုံးချူသည်လက်မှတ်ထိုးပြီးလင်ငွေနှစ်ချက်ပေးလေတယ်ညို့မင်းကျွန်တော်ကိုငွေမပေးပဲဟိုဟာပေးပါသူကပြုံးဖြီးပြီးနဲ့ပြောလေတယ်ဘာလဲဟာအရက်မှုတုံးကတတ်တေကန်တင်တဲ့အရက်နှလုံးလောက်မောင်ပြုံးချူသည်ညလုံးပြူးသွားလေတယ် ဘယ်ကရှိရမှာလဲဟေးမင်းအယက်သမားဒါကြောင့်မင်းမကြီးပွားတာတွားတွားမပေးဘူးရှိလည်းမရှိဘူးတွားတွားမောင်ပြုံးချိုသည်ကျင်းမောင်းနေလျာဘိုးယုံဆောင်သည် ပေးထားတဲ့ငွေကိုပင်မယူတော့ဘဲစင်းပြေတော်မီအပြူမောင်ပြုံးချိုကယူပေးလိုက်ရတယ်ရေချိုးရအောင်မဲတနေ့လုံးထိုင်နေသဖြင့်ညောင်းနေသောမောင်ပြုံးချိုသည်လက်ကျင်ငန်းကလေးများယူပြီးအညောင်းဖြေရလင်ကောင်းပါပဲလို့အောင်းမေကား အင်ဂျီကိုချွတ်တယ်။အခန်းတကားပိတ်ကကရောင်းကိုမြောင်အောင်ကြိုက်လိုက်ပြီးလျင်ထိုင်လိုက်ထလိုက်ကုန်းလိုက်꽈လိုက်နဲ့ကိုလက်လှုပ်ရှားနေလေတယ်။၁၀မိနစ်ခန့်လုံးမိတော့အတော်ကလေးမောသွားသည်နဲ့တကားကိုဖွင့်လိုက်တယ်။လေကောင်းလေတန့်ရှူရှိုက်ရန်နောက်ဘက်ခန်းပြင်သို့ကရောင်းကြိုက်မဖြုတ်သေးပဲထွက်လာခဲ့လေ။အလိုဘာပါလိမ့်။နောက်ဖေးလေကားမှကုန်း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 နဲ့လူတယောက်တက်လာပါတယ်။သူ့တွင် အပေါ်အင်ကြီးမပါပါ သူ့ကြောသည်မဲပြောင်နေပါတယ်သူ့အင်္ဂလိပ်စတော့သည်နီးကျင်သောအယောင်ကိုစောင်းနေပါတယ်သူ့ခါမလုံကြီးကလည်းအကွက်ပင်မပေါ်တော့ပါမောင်ပြုံးချူရက်နေတဲ့နေရာနဲ့သူ့ရောက်နေတဲ့နေရာဟာတလန်သာသာလောက်သာကွာပါတော့တယ်ဟဲလူဟဲလူသူသည်တိုးတိုးကလေးမောင်ပြုံးချူကိုလှမ်း၍ခေါ်လိုက်လေတယ်ဘာလဲမောင်ပြုံးချူကလည်းအတန်အုပ်ကလေးနဲ့ပြန်ထူးတယ် တူ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 မြို့အမင်းကြားသွားမယ်ဟိုအရက်ပလင်းတွေဘဲထားတယ်လေဘာလို့မလို့လဲမောင်ပြုံးချိုဤအတန်သည်တော်တော်ကလေးကျဲသွားပါတယ်ဟေးလူတူတူပြောပါဗျမြို့အုပ်ကြားသွားပါမယ်တကြီးကလွတ်လိုက်လို့ဗျအခန်းထဲကအရက်ပလင်းတွေတွားယူခိုင်းလို့အိမ်မဲကျက်သားဟင်းနဲ့မြည်ကြမလို့တဲ့စည်ရင်းကြီးတွေလည်းရောက်နေတယ်မြို့အုပ်မသိအောင်နောက်ဖေးလေကားကတက်ပြီးပြာတာကိုမေးဆိုလို့ဟောခတ်ပြီးမောင်ပြုံးချိုဒီဟူသော မြို့အုပ်ရင့်မကြီးကိုမင်းစီထင်နေပါပြီ။ဒီအချိန်မှာပင် မောင်ခတ်လဲနောက်ဖေးခြုံဆက်မှအပြေးကလေးလာနေပြီလင်ဘာလဲဘာလဲဟုအော်မေးလေသည်။သူသည် မောင်ခတ်ကိုလှဲ့ကြည့်သည်။ထို့နောက်မောင်ပြုံးချူမျက်နှာကိုတည်တည်ချာချာကြည့်သည်။ပြီးလင် ဟဲလို့အော်ကားလှေကားပေါ်မှအတင်းခုန်ဆင်းပြေးလေသည်။မောင်ပြုံးချူလည်း ချက်သေးသေး၍ကြံရစ်ပြီးနောက်တတိယလာသဖြင့်ဟေးဟေးနေပါအောင်လို့လှမ်းអော်တယ်ပြေးနေသူကမရက်ဟေးလာလေအရက်ပလင်းလာယူလက်ဒီလိုဟေ့၍ခေါ်လဲမနာခြံစည်းတန်းကိုကြော်ခြုံကိုလွှားညောင်းတွေကို ခုံ၍ဒရကြမ်းပြေးလေတော့တယ်မောင်ပြုံးချိုသည်နန်းရံကိုကင်ရင်မျက်စိတစုံကြည့်နေမိပါတယ်ဒီအချိန်တွင် ိုးယုံရှိစီမှအတန်တစ်ခုကိုကြားရပြန်တယ်။ဟေးငါပတ်စံနဲ့ငါတောက်တာဘာဖြစ်လဲ။ဘသူလဲကွငါနဲ့အတူမတွဲခြင်းဘူးဆိုတာဟူသောအတန်ကိုကြားရ၍မောင်ပြုံးချိုသည်ထွက်ကြည့်ရာလဲလူမတက်အမူးလွန်နေတဲ့လှတွန်းကိုပါဇက်ပိတ်ကသူ့လူသုံးလေးယောက်ကတွဲယူသွားသည်ကိုမြင်လိုက်ရလေသည်။ရှုမဝ1950ဩဂတ်စ်၌ မိုးဥကြအမည်ဖြင့်ပါရှိခဲ့သည်ဆ ्याम န်းတိန်ဤဒုတိယကျင်းထုတ်ဝေသောမြို့ပိုင်းပေါင်းပြုံးချူစာအုပ်မှမိုးဥလို့အမည်ရတဲ့အကြောင်းအရာလေးဒီနေရာမှာပဲပြီးဆုံးပြီဖြစ်ပါရဲ့ရှင်